ပြုလိုက်တိုင်းကိုကြည့်ရှုနေကြတော့ပြည်တွင်းပြည်ပရာရှင်လူပြည်သူအားလုံးဘေးရန်ခတ်သိမ်းကင်းကျင်းကြသည့်ဖြစ်၍နှလုံးစိတ်ကွမ်းအေးချမ်းကြပါသည်။ကောင်းကျိုးလူရာ ပြည့်ကြပါသည်ဗျာ။ယခုအောက်တိုဘာ16နဲ့22ကြားမှာဖြစ်ပေါ်လာမယ့်ကံကြမ္မာဆိုင်ရာဟောစတာများဟုဟောကြားပေးမှာဖြစ်ပါတယ်။ဖိဆာရသည်ပါ။ ဖြိဆာရာသီဘွားရီဆိုအောက်တိုဘာ24နဲ့နိုဝင်ဘာ20နှစ်ကြာမှာမွေးဖွားသူတွေဖြစ်တယ်။ဒီရာသီဘွားရီဟာယခုကာလမှာမွေးနေ့မွေးရက်မွေးလကြုံတယ်လို့လူဟောင်းနေရာဟောင်းဘဝဟောင်းကံကြမ္မာဟောင်းနေဆွတ်လွတ်ပြီးလူသစ်စိတ်သစ်ကံကြမ္မာအသစ်ကိုဖျက်သားတဲ့ကာလအဲဒီအချိန်မှာလုံလဝရိယဆွဲတတ္တိရှိဖို့လူတယ်ဆွတ်လွတ်ဆွန်သားမဲ့ဟာဒီဆွတ်လွတ်လိုက်ပါ အသက်တဖာမွေးဖွားမဲ့အလုတ်စီးပွားအကြံဉာဏ်များတတိရှိရှိမွေးဖွားလုတ်ကင်ပါအောင်မြင်ပါလိမ့်မယ်။နီလာသစ်များနဲ့ထွန်းပေါက်ပါမယ်မြေအမွေဝင်ခိရှိတဲ့ကားဝင်မယ်အဟောင်းပြောင်းရောင်းလဲဆိုတာရှိပြီးယာဒုလသာပညာတိုးပွားပြီးကြားမှရအနေငယ်ခရုဆိုင်ပါ။ပူကန်ကောင်းခြင်းနဲ့ဆိုတော့ဒီကာလတွေမှာဒေါင်လိုက်စင်းတွေအကွက်တွေနှမျိုးသုံးမျိုးရောလာတယ်ကြီးပြားရောင်ခရမ်းရောင်ပန်းရောင်လေးများဝတ်ဆင်ပြီးပါ တုကတော်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 ပရိစ္ဆေဘာနေတိုင်းဆိုင်ပြီးဘရာကျော်ကော်ပြီးကိတ်မုတ်အောင်တပြေပွားများလှူပြီးမိကြီးဖာကြီးများဂယုဆိုင်ပြီးပါကြက်ငက်တာလကာများကျွေးမွေးလှူတာမှာတုံးလေးရှစ်ပတ်လည်းထီထူးပြီးပါအားလုံးဖိတ်စားကြစီပွားစီကံကောင်းကြမ်းမှချမ်းသာပါလိမ့်မယ်